အားလုံးပဲမြင်ပါပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Bay တက်တဲ့အားလုံးပဲမြင်ပါပါ Arsenal Bay တက်ဒီနေနဲ့ဗျာကျွန်တော်အခုတိုက်စစ်က Eucharist to Sex ကိုကြောင်ကြောင်မပြောချင်တော့နေ့တိုင်းပြောနေတာမနေ့ပြောလိုက်ညပြောလိုက်မနေ့ပြောလိုက်ကျော်ဟိုတည်းရအေးညီလေးတယောက်ညီမအကိုတယောက်ပေါ့လေအကိုတယောက်က post တင်လာလို့ကျွန်တော်သူ့ post ကိုကျွန်တော်စိတ်လိုက်တာကျောရှိမှတင်လိုက်တာမနေ့9နိုင်မှ Eucharist 7နိုင်မှ Sesco 6 3နိုင်မှာယူကရက်6နိုင်မှာဆက်စကူ9နိုင်မှာယူကရက်ညကျတော့ဆက်စကူ ਨੇ အိုက်တန်တရားကမပြီးနိုင်တော့ဘူးဆိုတော့အခုလောလောဆယ်မှာဘာမှမသိဘူးယူကရက်ကဈေးရန်ကြီးလို့တန်း90လို့ဆက်စကူပဲပြန်လှည့်သွားအောင်အဲ့ဒါကဘာမှမသိချင်ပါအခုအာဆယ်ကအခု choice ကနှစ်ခုပဲရှိတယ်တောင်ပိုင်းမှာ Rodrigo နဲ့အဲဈေးနဲ့နှစ်ယောက်ပဲတယောက်ကပေါင်68တန်းရှိတယ်ဒါပေမဲ့3ရက် installment ပေးသွင်းလို့ရတယ်လို့ Crystal Palace ကအတည်ပြုထားတယ် နောက်တစ်ယောက်ကပေါင်89တန်းရှိတယ်ယူရိုအဖြစ်တန်း90ဒါပေမဲ့လည်းဒါကလည်းယောကြီးစာချုပ်မဟုတ်တဲ့အတွက်သူလည်း instrument နဲ့ပေးလို့ရတယ်တယောက်က Brazil Levisin ရဲ့ international ကစားမတယောက်က England Levisin သင်ရဲ့ international ကစားမတောင်ပန် position မှာကစားလို့ရတဲ့တူတူဖြစ်တယ်ဒါအဲဒီကတော့နံပါတ်10ကို attacking midfield player နဲ့ left channel မှာကစားနိုင်သူ ဖြစ်ပြီးတော့သူကအတွင်းကိုပူအားတန်တယ်ဗျဥမာဒီ shot ကလို့ တောင်မှထွက်တဲ့အတွင်းတွေကိုခတ် inside လုပ်တဲ့ပုံစံအဇီကသူကကျတော့ area တွေဝင်လာတယ်သူကဒီဘက်အတွင်းကိုဝင်နေပုံစံမျိုးဖြစ်တယ်အဲ Rodrigo ကတော့သူက Real Madrid မှာ right back ကစားနေရတာသူကတကယ်တော့ကစားနေတာ finisher ရဲ့အချမ်းဟိုတနေ့က finisher ပဲအချမ်းကိုသူကစားခွင့်ရတယ်အဲ minute 80လောက်မှာဝင်ရတာသူကအခုလက်ရှိမှာ Real Madrid မှာ first strike လည်းမဟုတ်ဘူး second strike လည်းမဟုတ်ဘူးလူစားဝင်တော့ Brahim Dias ကသူ့ထက်ဦးစားပေးဆိုသူကနည်းနည်းတော့နေရာပျောက်နေပြီဒါပေမဲ့ Rodrigo ဟာ force မှာနိုင်ပြီးနံပါတ် နံပါတ်9ပြည့်ကစားလို့ရတယ် left channel မှာကစားလို့ရတယ် right channel မှာကစားလို့ရတယ်တိုက်စစ်3နေရာလောက်ကစားလို့ရတယ်တယောက်က89တန်း Brazil International ကစားမှာတယောက်က68တန်း Arsenal ဘေးတက်တီထဲကဆိုဟို Guru ဆိုရင်ပြာ86တန်းရှိတယ် Guru ကကျွန်တော်တို့ radar ထဲမှာပါတယ် now Nonima Duwe K ကျွန်တော်တို့ radar ထဲမှာပါတယ်တန်း90အဲ့တောင်မှ4ယောက်ရှိတယ်နော်နီမာဒူဝေကေကဘေညာနှစ်ဖက်ကစားလို့ရတယ်တန်း90 ူဒူကဘယ်ညာနှစ်ဖက်ကစားလို့ရတယ်86တန်းရိုဒရီဂိုက3နေရာထိကစားလို့ရတယ်စင်တာဖောဝဲဘက်ကစားလို့ရတယ်89တန်းပြီးတော့မှအေဇီက2နေရာကစားလို့ရတယ်68တန်းဘာလို့လိုချင်လဲကျွန်တော်ပါစင်နေအကြိုက်ကျွန်တော်ပြောပြမယ်အာဆင်ပေးတတ်တယ်ဆိုဘာလို့လိုချင်လဲထားပါတော့နော်နီမာဒူကီကတော့ချက်စီးရတယ်အချိန်ချင်းရနေတဲ့အတွက်ကြောင့်မလိုချင်တော့ဗျခူဒူကလည်း24 25 24ရှိပြီး ရိုဒရီโกကလည်း24အဲဆီက26နော်နီမာဒွေကလည်းအဲ24ပဝင်ချင်းပဲဆိုတော့အားလုံးအသိမကွာဘူးအဲဆီကတော့အသက်အကြီးဆုံးပဲကျွန်တော်ပါစင်နေရဆိုအဲ့ဘဲတောင်မှာက PC ကသားမှဖြစ်ဖို့လိုအပ်တယ်ဘလုံးနေကင်ပြီးတော့အတွင်းကိုပြန်ဝင်ထားတဲ့စာရင် face နဲ့တောင်မှာမှာ run နိုင်တဲ့ကစားမှာဘာလို့ဆိုကျွန်တော်တို့ကကျွန်တော်တို့တိုက်ကဗျာစကာကဘလုံးကင်မယ် slow down လုပ်ပြီးတော့မှအတွင်းကိုဖြတ်ဝင်မဲ့ပုံစံဖြစ်တဲ့ cross တွေထောက်မဲ့အချိန်မှာဟိုဘက်မှာ face ကစားမတယောက်ကလိုလိုလိုတယ်အဲ့မှာမတူညီတဲ့ပုံစံ different direction ပြ throw ကစားရင် speed ကျသွားပြီ martinelli ကစားရင် speed ကောင်းတယ်ဒါပေမဲ့ ambro deck က martinelli ကအားနေတယ် throw ကျတော့ finishing ကောင်းတယ်ဒါပေမဲ့သူကအကြအများကြီးလိုက်ကစားနိုင်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်ရ personal ရဆိုရင်ကျွန်တော်ကတောင်းမှာမှာ low up ပိုကောင်းပြီးတော့ ပိုပြီး pace မြန်တယ်ကစားမမလို့ချင်တယ်ခူးထူးကြတော့အရန်ကင်လုံးတယ်ဘောလုံးတွေကင်ထားတယ်တီးပြန်ပြန်လေးခောက်တယ်ဒါပေမဲ့ cruise နဲ့ပတ်သက်လို့ရှင်သူ့မှာ shooting power တွေရှိတယ် skill အရန်ကောင်းတယ်လုတ်တက်ကင်တက်တယ် noni matui ကလည်းနည်းနည်းယိုးတယ်ယိုးတယ်ကျွန်တော် noni matui ကမချိုက်ခူးထူးသဘောကျတယ်နောက် ez ကတော့ဘယ်လိုရမလဲ arsenal ကစားကွက်မှာ saka က similar ပုံစံဖြစ်ပဲဟိုဘက်ချမ်းမှာဖြစ်တော့ ez က cat inside မလုပ်ပဲနဲ့ cat inside လုပ်ပဲအထဲကိုပြန်ဝင်တဲ့ပုံစံမျိုးကနည်းနည်းယိုးတယ်ညာကောင်းတာတော့ကောင်းပဲဟိုဘက်ခြမ်းကိုထွက်တာကျွန်တော်လိုချင်တာဆိုတော့ Rodrigo ကပိုကောင်းတယ်ကျွန်တော်အကြိုက်ဆိုရင် Rodrigo နဲ့ Kudus ဒါပေမဲ့ Kudus ကမဖြစ်နိုင်ဘူး86တန်းအရမ်းများတယ် Rodrigo 89တန်းကတော့ပိုပြီးစုဖြစ်နိုင်တယ် Rodrigo ကပြီးတော့တိုက်စစ်မှာ3ညလောက်ကစားရရတယ်3ညအခုကိန်းကနန်းနဲ့ကိုသွင်းစွမ်းရည်နဲ့စွမ်းဆောင်ရည် record တွေကိုကြည့်မယ် Rodrigo ကအဲ့ထက်မှာ run အမြင့်ဆုံးပဲ လေဝိစင်အသေးလေးအဆင်ရှိတယ် right ကလည်းကိုသွင်းဆွိုင်းရင်လည်းမြင့်နေချန်ပီယံလိအတွေ့အကြုံလည်းရှိတယ်ချန်ပီယံလိဖလားနှစ်ကြိမ်အောင်ရထားတယ်ဆိုတော့သူ့ရဲ့အတွေ့အကြုံဒီကအာဆယ်တော့အများကြီးအထောက်ကူခံတယ်ကျွန်တော်တော့ရူဒီโกက first choice second choice ဆိုရင်ကူဒူစ်ပဲအဲဇီကိုကြိုက်တာတော့ကြိုက်တယ်ဒါပေမဲ့အဲဇီထက်စားရင်ဒါဟိုနှစ်ယောက်ကိုပိုကြိုက်တယ်နော်နီမာဂရီကတော့မကြိုက်ဘူးလေဒါကျွန်တော်အမြင်အာဆယ်ပေးတတ်တယ်ဘယ်လိုမြင်ကြလဲအာဆယ်ကလည်းရူဒီโกက first choice အဲဇီက second choice ဒါပဲဘယ်လိုမြင်ကြလဲအာဆယ်ပေးတတ်တယ်ကိုမမဝင်အောင်မချေပြကြပါလို့ကျေးဇူးတင်ပါတယ်